ဒီမှာထောက်ခံတဲ့သူတွေအများကြီးပဲအဲ့ဒီမန့်ကိုထောက်လိုက်အိတ်ပွတ်အောင်မှာအများကြီးပဲကော်ဖီနဲ့ fasting ကျွန်တော်ကကော်ဖီရောက်နိုင်မဟုတ်ဘူးစီကြောက်ကော်ဖီဆိုလည်းမယုံနဲ့ကော်ဖီအစ်စ်ပဲနော်ရွာငယ်ကော်ဖီနေမေမျိုးကော်ဖီနေတောင်ကူကော်ဖီနေအစ်စ်ဖြစ်ပြီးတာပဲကော်ဖီအစ်စ်ကိုလက်ပတ်စားစနှဆုံးကိုဖန်ခွက်200 ml ရင်းနှီးပူရယ်စိမ်းစိမ်းပြီးတော့နှက်ထားလိုက်ပြန်အဲ့အဲ့ကြောက်အောင်ဆောင်ဆောင်ပြီးသွားမယ်အဲ့ကြောက်အောင်ဆောင်ပြီးသွားရင်အဲ15မိနစ်ကျွန်တော်ဆို15မိနစ်20လောက်ဆိုကျွန်တော်တောက်တာပဲအမှုန်တော့မတောက်နဲ့ပေါ့နော် အစားချင်းတွေရော့တယ်ကော်ဖီရလေးနော်ကျွန်တော်လာပြကျွန်တော်ဝါတယ်ဟုတ်မန္တလေးကနေတဲ့သူတွေများလိုက်တောင်တက်ဘူးလားတစ်ချက်ပဲပြောမယ်ခုခုမနေ့ပြန်တပတ်ခါကျွန်တော်ဟို overseas သွားမှာပြီးရင်ကျွန်တော်ဂျင်ဆော့တယ်လေကျွန်တော်လိုက်လိုက်လို့လိုက်ကျွန်တော်နဲ့လိုက်လို့လို့မရဘူးကျွန်တော်လိုက်လုံနိုင်တဲ့အရာတွေခင်ဗျားတို့လိုက်မလုံနိုင်ဘူးခင်ဗျားတို့လိုက်လုံနိုင်တဲ့အရာတွေကျွန်တော်လည်းလိုက်မလုံနိုင်ဘူးဟိုပြပြနေမယ်လူတယောက်ရဲ့ availability ကတယောက်တည်းမတူဘူးကျွန်တော်ကများလိုက်တောင်ကကျွန်တော်ကအသာလေးတက်နိုင်တယ်အစင်းသာခတ်တာ တက်တော့ရတယ်အစဲအစာတိုက်ပတ်တာပဲဖင်ဒီယိုစင်းရတာပဲအဲ့ဒါအပြပြအဲ့လောက်ဆိုရင်ကျွန်တော်စတမ်နာအဲ့လောက်ကြီးမညံ့ဘူးအဓိကပြပြမယ်နော်ကော်ဖီတောက်လို့ထဲ့တယ်ဆိုရင်ချမ်းမကြီးကောင်းတယ်โอเคနော်သူကအဲ့ retrograde diagnosis လို့ခေါ်တယ်ခင်ဗျချမ်းမကြီးကောင်းမကောင်းကော်ဖီတောက်ကြည့်လိုက်တောက်လို့မတည့်ဘူးရင်တုံတယ်မောတယ်အိမ်မြောက်ခင်ဗျချမ်းမကြီးချုံရင်းနေပြီဆက်လိုက်တော့ဆက်လိုက်တော့ကော်ဖီဒီကျွန်တော်တို့လူချမ်းမကြီးတာမန်လူကျွန်တော်ဘာနှလုံးရောဂါမှလည်းမရှိဘူးကြက်ငါးခွက်တောက်တယ် တော့ဘီယာကိုတည့်ရကိုဟိုဒါဆိုတာ၄ခွက်မြောက်ပြီပေါ့နော်၆ဘူးတောက်မယ်ဒါလေး၈ဘူးတောက်တယ်ဒါမဲ့ကော်ဖီကတည့်ရကို၄ခွက်တောက်တယ်ဘာဖြစ်ဘူးကောင်းနေရမယ်သွေးလည်းမတိုးဘူးစီးကျွလည်းမရှိဘူးကိုလက်ဆောလည်းမရှိဘူးဘာဆေးမှမတောက်ဘူးကွာဒါဒါဒါမှန်တော်စကားပြောတာအခုကျွန်တော်အိုဗာစီးသွားမယ်နော်ဘာဆေးပါလဲအဲကျွန်တော်ကအဲ့လိုမျိုး1ပြက်1 short လောက်ပဲစိတ်ထည့်တယ်ကြိုက်ခက်ပြောစင်းလိုရင်ထိုးစိတ်လေးထည့်ထားတယ်ဘန်းပေါင် သူတို့နှလုံးစင်ကြပါစေမှာမပါဘူး။ဒါခါလေးကျွန်တော်အစုံစားတာကိုအစုံတီးတာကိုရောက်တဲ့နိုင်ငံအစုံတီးတာရှိရအစားသာအကုန်ကောင်းတယ်စားတယ်အဲ့ကြောင့်ဘာလဲဆိုမဟာပြည်စီတော့ဆောင်းထားတယ်။မဟာပြည်စီကောင်းတယ်ရှမ်းစီပေါ့နော်။ဒါပေမဲ့ဟိုကျွန်တော်အမြင်နဲ့မတော့ဘူး။ဟိုလိုပေါ့ဟိုအစုံစားတာကိုကျွန်တော်ရောက်တဲ့နေရာမှာအခုဒါကျွန်တော်ဘာဒီသွားမယ်ဆိုစွဲမှာ။ရှိနေအဲ့အဲ့စီဖူးတွေအကုန်စားမှာ။အဲ့စားရင်ကျွန်တော်အဲ့လိုဘာဖြစ်လဲဆိုတော့ဘိုင်းနာမှာဆိုတော့မဟာပြည်စီဆောင်းထားတယ်။ကျန်တာဘာမှမလုပ်ဘူး။ပြပြရင်ဒီမြေကဒါရီတစ်ချက်တင်းနေခြင်းနဲ့ coffee တောက်လို့ မတည့်ဘူးလို့เนาะအောက်မှာလမ်းမန်းနေသူကြီးကိုကျမ်းမိုက်ကိုယူဆိုင်တော့เนาะမင်းတို့တခုခုဖြစ်နေပြီမင်းတို့ရဲ့ခန္ဓာကိုယ်ထဲမှာ something wrong เนาะ coffee တောက်လို့မတည့်ဘူးဆိုရင်ယူဆိုင်ပါเนาะဒါလေးပဲဒီ message ကိုရရင်တန်ဖိုးရှိပါတယ်ကျွန်တော်တို့ကဆက်တောက်နေမှာတသက်လုံးတောက်မှာ coffee လည်းတောက်မှာ beer လည်းတောက်မှာအရည်လည်းတောက်မှာအဲ့တော့ကျမ်းမိုက်ရကောင်းနေတယ်ကျွန်တော်3နှစ်3လတန်တန်လိုထားတယ် ဒါ fatty liver 1ဆိုတော့တော့3လတောက်မယ်3လတောက်လို့ပြန်ဆက်လို့2ဆိုရင်တော့6လနားမယ်1ဆိုရင်တော့3လထပ်တိုးမယ်ဖြစ်ဖြစ်အတိတ်ပဲဟိုကျမ်းမာရေးကောင်းမကောင်းတော့လာမပြောနဲ့မြားလိုက်တောင်ပြန်တက်မလားမန်လေးကလူတွေအဲ့ဒါပဲတစ်ချက်ပဲတစ်ချက်ပဲ